္ဂလာပါရှင်ကျမကတော့ချချိုဆမ်းပါဒီပပီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်မကွေးတိုင်းပခောက်ကူမြို့နယ်ထဲကဖုန်ကြီးကျောင်းတစ်ကျောင်းကိုစစ်ကောင်စီတပ်ကဂျွန်လ24ရက်နေ့လယ်12နာရီဝန်းကျင်မှာလေးကျောင်းကနေဘုံကျဲချခဲလို့ကျောင်းဆောင်တွေပျက်စီးသွားခဲ့ပါတယ် ။ကျောင်းနိုင်ဇေယျတော်နဲ့အမျိုးသမီးငယ်တဦးအပါအဝင်၃ဦးထရာရရှိခဲ့တယ်လို့လည်းပခောက်ကူလူလူတိုက်ပွဲကော်မတီကပြောပါရယ်။ပခောက်ကူကျွန်းချောင်းဆက်ယုံနာကမြို့ဆိုးရွာကိုဂျက်ဖိုက်တာနဲ့ပုံကျဲသွားတာဖြစ်ပြီးအခုလိုထိခိုက်ဒဏ်ရာရရှိသွားတာဖြစ်ကာ၃ရောက်လုံးကစိုးရိမ်ရတဲ့အခြေအနေမရှိဘူးလို့ဆိုပါရယ်။အဲ့ဒီလိုဘုံကျဲခဲ့တဲ့အတွက်ဒေသခံတထောင်ဝန်းကျင်ကထွက်ပြေးနေကြပြီးအခုတလောစစ်ကောင်စီတပ်က ပခောက်ကူနဲ့ပေါကြားအထုသဖြင့်မြစ်ခြေနဲ့ကျွန်းချောင်းနယ်တကြောကိုဒီရက်ပိုင်းလေကြောင်းကနေဘုံကျဲမယ်လို့သတင်းတွေကြားနေတဲ့အတွက်ရွာထဲကိုပြန်မဝင်ရကြသေးဘူးလို့တောင်းရင်သွေးပျောက်ကြားတက်ဖွဲ့ DYT ရဲ့ပြန်ကြားရေးတာဝန်ခံက DPP ကိုပြောပါရတယ်။အဲ့ဒီဒေသမှာစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီစစ်ကြောင်းကဂျွန်လ24ရက်ညနေပိုင်းမှာရိုက်ခတ်တင်မော်တော်ယာဉ်တရာကျော်နဲ့အတူပေါင်းမြို့နယ်နဲ့ဆယ်မိုင်နီးပါးအကွာကိုရောက်ရှိနေပြီဖြစ်လို့ ဒေသခံပြည်သူတွေအနေနဲ့ကြိုတင်ရှောင်ရှားနိုင်ကြဖို့တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကကြိုတင်သတိပေးထားတယ်လို့လည်းသိရပါပါတယ်ရှင်။ ထရမ်ဆိုရာကရွှေ့ပြောင်းတွေကိုသူတို့မိခင်နိုင်ငံမဟုတ်တဲ့တတိယနိုင်ငံကိုနှင်ထုတ်တာဆက်လက်လုပ်ဆောင်နိုင်တယ်လို့အမေရိကန်တရားရုံးချုပ်ကနေခွင့်ပြုပေးလိုက်ပါတယ်။ဒီအမှုမှာတောင်ဆူဒန်နိုင်ငံကိုထွက်ခွာသွားတဲ့လေရင်ပေါ်တင်ပေးခံလိုက်ရတဲ့မြန်မာတောင်ဆူဒန်၊ကျူဘာ၊မက္ဆီကို၊လာအိုနဲ့ဗီယက်နမ်ကရွှေ့ပြောင်း၈ဦးကိစ္စပါဝင်ပါတယ်။တရားရုံးချုပ်တရားသူကြီး၉ဦးမှ၆ဦးကထရမ်ဆိုရာဘက်ကရက်တီခဲ့ပြီး၃ဦးကကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ ကန့်ကွက်ခဲ့တဲ့ liberal တရားသူကြီး၃ဦးကတော့ဒီဆုံးဖြတ်ချက်ဟာဥပဒေမဲ့မှုအပေါ်စုချီးမြှင့်ရာရောက်တယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။အမေမြေလုံခြုံရေးဝန်ကြီးဌာနကတော့ဒီစီရင်ချက်ဟာအမေရိကန်ပြည်သူတွေရဲ့ဘေးကင်းလုံခြုံရေးအတွက်အောင်ပွဲဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။ ဒီရွှေ့ပြောင်း၈ဦးဟာလူသက်မီရှုလက်နက်ကိုင်လူရတာလိုမျိုးဆိုးရွားတဲ့ရာဇဝမှုတွေကျူးလွန်ခဲ့တယ်လို့ Trump အဆိုအရက ပြောပေမဲ့ရွှေ့ပြောင်းတွေရဲ့ရှင်းနေတွေကတော့အများစုဟာရာဇဝမှုကျူးလွန်ထားတာမရှိဘူးလို့ဆိုပါတယ်ရှင်။ VOA အမှုအတွက်တရားရုံးအမိတ်ကိုအစိုးရလိုက်နာမှုရှိမရှိနှစ်ဖက်ကြားနာပွဲကို Washington DC ခရိုင်တရားရုံးမှာ ပြုလုပ်ခဲ့ပါတယ်။ဒီသတင်းကိုတူတာချန်သာပေးပို့ထားပါရရှင်။ တမရာထရမ်အစိုးရက VOE သတင်းဌာနကိုရက်ဆိုင်ပြီးဝန်ထမ်းတွေကိုလာစာနဲ့ခွင့်ပေးထားတဲ့လို့ရကူအမေရိကန်ပြည်အောင်စု DC ခံကြားရုံးကပထမချိန်နှစ်ဖက်ကြားနာမှုပြုလုပ်ပြီးနောက် April 22ရက်နေ့မှာအစိုးရအမိန့်ကိုပယ်ဖျက်ကြောင်းအမိန့်ထုတ်ခဲ့တာပါ။ တရားရုံးအမိန့်မှာ VOA လုပ်ငန်းတွေဆက်လက်ပတ်ရမယ်လို့လည်းဖော်ပြခဲ့ပါတယ်။ဒီအမိန့်တွေကိုအစိုးရဘက်ကလိုက်နာမှုရှိမရှိဒေတာစံတော်ချင်းဂျွန်လာ23ရက်နေ့က DC ခံတရားရုံးမှာဒုတိယအကြိမ်နှစ်ဖက်ကြားနာမှုပြုလုပ်ခဲ့ပါတယ်။တရားရုံးကလုပ်ငန်းတွေပြန်လည်ပတ်ရမယ်လို့အမိန့်ထုတ်ထားပေမဲ့ Global Media အစိုးရ Agency USAGM ကဂျွန်လာ20ရက်နေ့မှာဝန်ထမ်း6ယောက်ကျော်ကိုအလုပ်ထုတ်ကြောင်းစာပေးပို့အတည်ပြုခဲ့ပါတယ်။ VOA မှာရှိတဲ့ဝန်ထမ်းတွေအားလုံးရဲ့85ရာခိုင်နှုန်းကိုတော့ဇွန်လ20ရက်နေ့မှာအလုပ် ရက်နာတဲ့စာတွေကိုပို့လိုက်ပြီးဖြစ်တယ်ဆိုတော့ဒါကိုကြည့်ချင်းအဖြစ်ကတော့ VOA အစီအစဉ်တွေကိုတစ်ဖက်အစိုးရဘက်ကတော့ဒါလုံးဝကိုအပြီးအတိုင်းညီပါဖြတ်သိမ်းမှုအတွက်စူးစမ်းတယ်ဆိုပြီးတော့ဒီရှင်းနေတွေကပြောတယ်ပေါ့ဗျာအစိုးရရှင်းနေဘက်ကပြန်ပြီးတော့ရှောက်လဲတာကတော့ မဟုတ်ဘူးတို့ဒီ VOA season တွေကိုဆက်ပြီးတော့လက်ပတ်နေတယ်ရုပ်တံ season တချို့လည်းရှိပါတယ်လို့ပြောတယ်ဒါပေမဲ့ကျမတို့သိထားတဲ့အခြေအနေအရကတော့ရုပ်တံ season တော့မှပဲမိနစ်ပိုင်းလေးတွင်ပြီးတော့ပြန်ပြတ်သွားတာမျိုးလုံးဝလောလောဆယ်မှာရုပ်တံ season ဆိုတာမရှိဘူး radio အတန်လိုက်နေမရှိဘူး internet online ပေါ်ကနေပြီးတော့မှသတင်းတချို့ကိုအကျူကြာကျူကြာလွတ်နိုင်တာလွယ်လို့ရှိရင်အသံလွတ်နေတယ်လို့ကျမတို့ကတော့မသိရဘူးပေါ့နော်ဒီ April လတုန်းကတရားသူကြီးချမှတ်ခဲ့တဲ့အမိတ်အပေါ်မှာ လိုက်နာဘူးမရှိဘူးဆိုတာကိုကျွန်တော်တို့ဘက်ကရှင်းနေရတင်ပြတယ်တစ်ဖက်ကလည်းသူတို့ကတော့ဒါသူတို့ဘက်ကဆက်လုပ်နေပါတယ်လိုက်နာမှုရှိပါတယ်ဆိုတာမျိုးနဲ့ပြန်ချေပတဲ့ဈာနာမှုပေါ့နော်ဆိုတော့ဒီအပေါ်မှာဒီအစိုးရဘက်ကနေပြီးတော့မှအသေးစိတ်ပေါ့နော်ဘလို့ပုံစံနဲ့သူတို့လိုက်နာတယ်ဆိုတာကိုအစင်ကစားတင်ဖို့အတွက်ကိုတော့တရားသူကြီးကနောက်လာမယ့်ပုံတစ်ခုကိုချိန်ထားပါ ဂျွန်လ23ရက်နေ့ကြားနာမှုအပြီးမှာတရားရုံးကအချက်၃ချက်ပါတဲ့အမိန့်စာထုတ်ပြန်ခဲ့ပြီးပထမအချက်အနေနဲ့ USAGM ကပြီးခဲ့တဲ့လပိုင်းတွင်အတွင်းမှာငွေကြေးသုံးစွဲတာကစပြီးဝန်ထမ်းတွေလုပ်ငန်းဘယ်လိုလဲပတ်နေလဲဆိုတဲ့အခြေအနေအဲ့ဒီအခြေအနေတွေကိုလွတ်တော်ကိုတင်ပြထားမှုစာရာတွေကိုဂျွန်လ29ရက်နေ့မှာတရားရုံးကိုအသေးစိတ်တင်ပြဖို့ဖော်ပြထားပါတယ်ဒုတိယအချက်အနေနဲ့အစိုးရရှိနေတွေရဲ့တင်ပြချက်ကိုဝန်ထမ်းတွေဘက်ကရှိနေတွေကဇူလိုင်2ရက်နေ့မှာပြန်လျှောက်လဲရမှာဖြစ်ပါတယ် တတိယချက်ကတော့ USGM မှာသမ္မတထရမ်ခန့်အပ်ထားတဲ့အကြီးအကဲအကြံပေး Kerry Lake ဘက်က VOE ဝန်ထမ်းတွေဆွဲဆိုထားတဲ့အမှုကိုဆိုင်းငံ့ထားဖို့အစိုးရတင်သွင်းထားတာကိုတရားရုံးကပယ်ချလိုက်တာဖြစ်ပါတယ် and we're ceding that space to China to Russia Iran အရေးအထိစောင့်ကြည့်နေကြတာပါအခုတော့နားလည်မှုလွဲတဲ့စစ်ဖြစ်မဲ့အခြေအနေကိုရောက်နေပါပြီကျမတို့ VOE ကယုံကြည်ထိုက်တဲ့အတန်ဖြစ်ခဲ့တာပါအခုတော့အရင်တုန်းကလိုထုတ်လင်းခွင့်တွေမရှိတော့ပါဘူးဒေတာစံတော်ချင်းဂျွန်လ25ရက်နေ့မှာ USGM အကြီးအကျယ်ပေး Carry Lake ဟာ American လွှတ်တော်နိုင်ငံသားကြီးရဲ့ company မှာ VOE နဲ့ပတ်သက်ပြီးအစီရင်ခံကြားနာဖို့ရှိနေပါတယ်ကျောင်းလာ23ရက်နေ့ဒုတိယအကြိမ်နှစ်ဖက်ကြားနာပွဲမှာတော့အစိုးရအုံသေးအနေဆုံးဖြစ်အောင်ဝန်ထမ်းတဲ့လုပ်ငန်းတွေ င်လျှော့ချတာလို့အစိုးရရှိနေဘက်ကတင်ပြခဲ့ပေမဲ့တိကျရှင်းလင်းမှုမရှိတာကြောင့်အချက်လက်အသေးစိတ်ပြန်တင်ပြဖို့တရားသူကြီးကအမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်သုဒ္ဓချန်သာပါ DBB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချီချိုဆမ်းပါရှင်